၂၀၂၅ခုနှစ်အော်တိုဘာလ၂၁ရက်ဒီနေ့အင်္ဂါနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက်နူမရိုလော်ဂျီကဏ္ဍပေမှာကန်တရားကအခွင့်အရေးကောင်းနေပြီးတဲ့နေ့ဖြစ်တယ်အထူးသဖြင့်တော့စာချုပ်ကိစ္စတွေအနုပ်စာဝတ်ကိစ္စတွေအောင်းမြင်မယ်ရည်ရွယ်ထားတဲ့ကိစ္စတွေအတွက်အခွင့်အရေးကောင်းနေရမယ်အောက်လဲငယ်သားငယ်သူတွေကိစ္စတွေသားသမီးကိစ္စတွေအဆင်ပြေသွားဖို့လို့အတွက် ညောင်မင်းကိုရေလောင်းပြီးဆူတောင်းလိုက်ပါဒီနေ့မှငွေကြေးကိစ္စတွေအတွက်တော့အထင်ကရှိတတ်တယ်ငွေကန်ကောင်းဖို့လို့တော့ကတော့ရေသတ္တဝါတွေကိုအစာဌာနပြုလိုက်ပါဒီနေ့ခொနည်းသားမီးအားလုံးကန်ကောင်းဖို့လို့တော့ကတော့မနေ့စောစောတည်းကဂုံတော်ကိုပန်းကိုပရိတပတ်ရအောင်စိတ်ထားလိုက်ကြပါခင်ဗျာဒီနေ့မှသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့တော့ကတော့မနေ့စောစောရေသတ္တဝါတွေကိုအစာဌာနပြုပြီးဆူတောင်းလိုက်ပါ ီနေ့မှာမီးရှူးနှံ့နေဘွားမြင်ညာရင်သွေးရတနာကြီးကတော့မဟာဘုဗေဒင်အနိယအင်္ဂါနေ့ဘွားတိုက်ဖွာသာတာရှင်တွေဖြစ်ကြပါတယ်ကြီးဘွားချမ်းသာကြမဲ့သူများဖြစ်ကြပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနစ်တာလုံးကံထူးကောင်းဖို့အတွက်ဆိုရင်တော့ခောက်ဆွဲကြော်ဆုံးမြတ်စွာဘုရားရှင်ကလူချင်းရဟန်းတန်ကလောင်းလူချင်းနဲ့ဆွေမျိုးမိဘအပရိသတ်များကိုဒါနပြုလိုက်ကြပါခင်ဗျာအကျိုးပေးစွမှုကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ဇေဒတော်မြတ်ကြီးရဲ့ တင်းနာတောင်းအရမှာငွေထီးတက်လက်လှူပြီးဆူတောင်းလိုက်ကြပါခင်ဗျာဈေးကွန်လက်ခွန်ရေရာဖြစ်ကတော့စိုင်ရှိမျက်နှာသာတက်တယ်ကိုမျက်နှာမူပြီးပန်းသီးအနေငယ်စိုင်းရင်ဈေးရောင်းကောင်းမှုဆူတောင်းလိုက်ကြပါသို့အယောင်ထန်းနေတဲ့ကွန်ပျူစီးတဲ့အယောင်တော့ဖို့အတွက်လည်းပန်းသီးလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းဖြင့်သီးသီးသားသားရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ အမှုကြောင့်နေရသူရဲ့အမိကိုကြောက်ဖြုန်သီးမှရေးပြီးသီလာရှင်ဆရာလေးတစ်ပါးပါကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူတွေဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှကြက်သားကျော်အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချီးမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ကတော့ငါးမုံကျော်ခလေးတယောက်ကိုလက်ဆောင်ပေးလိုက်ပါခင်ဗျာ။